ရေဒီယို NUG သောတာရှင်မိဘပြည်သူများမင်္ဂလာပါခင်ဗျာခုချိန်ကစပြီး2025ခုနှစ်ဇွန်လ10ရက်နေ့ရေဒီယို NUG ရဲ့မနက်ခင်းပြည်တွင်းသတင်းများကိုဖတ်ကြားတင်ပြပေးသွားမှာဖြစ်ပါတယ်ခင်ဗျာကျွန်တော်ကတော့မင်းယူပါ ထမဆုံးတဲ့အနေဖြင့်အကျန်းဖက်ဆဲအုပ်စုကကော့ဂရိတ်မြို့နယ်ပိုင်ရက်ရွာနေအိမ်စာတင်ကျောင်းကိုဘုံကျဲခဲ့လို့ကလေးများအပါအဝင်၅ဦးသေဆုံးတဲ့သတင်းကိုတင်ပြပေးပါမယ်။ဇွန်လ9ရက်နေ့နေ့လယ်2နာရီခန့်တွင်ကော့ဂရိတ်မြို့နယ်ပိုင်ရက်ကျေးရွာရှိ နေအိမ်စာတင်ကျောင်းကိုလေကျောင်းကနေဘုံကျဲတိုက်ခိုက်လို့ကလေး3ဦးဆီယာမ2ဦး လူကြီးတဦးစုစုပေါင်း5ဦးသေဆုံးပြီး35ဦးဝန်းကျင် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့တမရာယုံပြောရေးဆိုခွင့်ရှိသူဦးနေဖုံးလက်ကအသိပေးထားပါတယ်။ဘုံကျဲခံရတဲ့စာတင်ကျောင်းကကိုထူကိုထနေအိမ်စာတင်ကျောင်းဖြစ်တယ်လို့သိရပြီးအကြမ်းဖက်စစ်တပ်ကလေကျောင်းကနေဘုံ၃လုံးနဲ့ကျဲချတိုက်ခိုက်ခဲ့တာလည်းဖြစ်ကနေအိမ်၃လုံးလည်းထိခိုက်ပျက်စီးခဲ့ရတယ်လို့သိရပါတယ်။အဆိုပါတိုက်ခိုက်မှုကြောင့်စုပုံ9နှစ်ဝေယံအောင်9နှစ်လာရိတ်ချို7နှစ်ဥကလာ66နှစ်နဲ့ဆ iam မိုးသူစား24နှစ် ှစ်တို့သေဆုံးသွားပြီးထိခိုက်ဒဏ်ရာရရှိသွားသူတွေကတော့မိစဉ်အသက်40နှစ်ဗိုက်ထီအေးဘော်လော်ချန်းအသက်9နှစ်လက်ဖြန်ထီမိုးဆန္ဒထွန်းအသက်6နှစ်ပေါင်ထီထွန်းရတနာအသက်9နှစ်ခြေထောက်ထီအောင်ကျော်သူအသက်6နှစ်ခေါင်းထီတွန်းတွန်းအိမ်စီလင်းအသက်9နှစ်ဗိုက်ထီစောဆံမြင့်အောင်အသက်9နှစ်မြက်ခွန်ထီတို့ဖြစ်တယ်လို့ MLA ထံမှသိရပါတယ်အကျန်းဖတ်စေအောင်စုကအယက်သားပြည်သူတွေအထူးသဖြင့်ကျောင်းတွေဆေးရုံတွေဈေးဆိုင်တွေကိုရည်ရွယ်ချက်ရှိရှိနဲ့ပြစ်မှတ်ထားတိုက်ခိုက်တယ် ်မြေပြင်မှာရှုံးနေနေတဲ့စစ်ပွဲကိုလေချောင်းကိုအသုံးပြုပြီးစစ်ပြူဟာတရက်အနေနဲ့လက်နက်ကင်ပြိပခကာလအတွင်းမှာကျင့်သုံးတယ်ဒါတွေဟာစစ်ပွဲဆိုင်ရာရာဇဝတ်မှုမြောက်စေတဲ့အချက်တွေပဲဖြစ်ပါတယ်ဒါကြောင့်မို့လို့အကြမ်းဖက်စစ်အုပ်စုရဲ့လေချောင်းတိုက်ခိုက်မှုတွေကိုစနစ်တကျအမှတ်တမ်းတင်ထားပါတယ်လို့ NUG လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနပြည်တော်စုဝန်ကြီးဦးအောင်မျိုးမင်းကအသိပေးထားပါတယ်ဘုံကျဲတိုက်ခိုက်မှုကြောင့်ထိခိုက်ဒဏ်ရာရသူများပြားတဲ့အတွက်နောက်ဆက်တွဲသေဆုံးသူအရေအတွက်ထပ်မံတိုးမြင့်လာနိုင်တယ်လို့လည်းသိရပါတယ်ခင်ဗျာ ဒုတိယသတင်းအနေဖြင့်ကိုရီးယားတွင် ဗီဇာမဲ့နေထိုင်သူများကိုပြန်ပို့သင့်မပို့သင့်နိုင်ငံသားကာကွယ်ရေးကော်မတီမှဆုံးဖြတ်ချက်ချမှာဖြစ်၍တက်သည့်အထောက်အထားများစုထားရန်အသိပေးတဲ့သတင်းကိုတင်ပြပေးပါမယ်။ကိုရီးယားနိုင်ငံတွင်ဗီဇာမဲ့နေထိုင်သူများကိုပြန်ပို့သင့်မပို့သင့်နိုင်ငံသားကာကွယ်ရေးကော်မတီမှဆုံးဖြတ်ချက်ချမှာဖြစ်၍တက်သည့်အထောက်အထားများစုထားရန် NUG အလို့သမားရေးရာကိုယ်စားလှယ်ကိုရီးယား page ကအသိပေးဖော်ပြပါရတယ်။ယနေ့ဆိုးတောင်ပိုင်းလူဝင်မှုကြီးကြပ်ရေးရုံးတို့ရောက်ရှိခဲ့ပါတယ်။ overstay visa မဲ့နေထိုင်သူများအတွက်ဇွန်လ၁ရက်မှစပြီးဥပဒေအသစ်ထွက်ရှိထားပါတယ်။တက်တန်းတူစာရွက်ကန်ဆောင်ထားသူများထိန်းသိမ်းရေးစခန်းမှယာယီလွှတ်ပေးရန်လျှောက်လွာနှင့်မိမိတို့စတင်လျှောက်ထားခြင်းကတင်ပြခဲ့သည့်စာရွက်စာတမ်းအတိုင်းပြန်တင်ရပါမယ်ပြောပါတယ်လို့ဖော်ပြပါတယ်။ဖမ်းမိသူများကိုပြန်ပို့သင့်မပို့သင့်ကိုလာဝကအရာရှိများမှဆုံးဖြတ်မည်မဟုတ်ဘဲနိုင်ငံသားကာကွယ်ရေးကော်မတီမှဆုံးဖြတ်ချက်ချမှာဖြစ်တယ်လို့ဆိုပါတယ်။တက်တင်မခိုင်းလုံမာကပြန်ပို့မည်ဖြစ်ပြီးတက်တန်းလာတိုးသည့်အချိန်တိုင်း update ိတ်နိုင်ငံရေးလှုပ်ရှားမှုအထောက်အထားတပ်တွေများပြန်လို့မဖြစ်ကြောင်းတပ်တွေများယူဆောင်လာပြီးတင်ပြရမှာဖြစ်တယ်လို့ဆိုပါတယ်ခင်ဗျာ ဆက်လက်ပြီးနေပြည်တော်တွင်ပြည်သူစစ်မှုထမ်းကိုတရေစစ်သားကကကြေးဖြင့်ထိုးတက်တဲ့သတင်းကိုတင်ပြပေးပါမယ်။နေပြည်တော်ရှိအမှတ်3စစ်ကြောရေးနှင့်တဲခိုရေးတပ်တွင်ဇွန်လ10ရက်ည7:00ကျော်ခန့်ကပြည်သူစစ်မှုထမ်းစစ်သားကိုနန်းဆောင်ဆိုသူအားတပ်တူတရေစစ်သားတို့ကကကြေးဖြင့်ထိုးတက်မှုဖြစ်ပွားခဲ့ကြောင်းပြည်သူရင်ဝင်စီမှသိရပါသည်။ထိုနှင့်ညနေပိုင်းတွင်ကိုနန်းဆောင်နှင့်တပ်တူတရေစစ်သားတို့သည်ခမင်းစားချိန်အတွင်ကျွေးမွေးရေးကိစ္စများအတွက်စကားများခဲ့ပြီးည9:00ခန့်တန်းစီချိန်တွင် ည်းထပ်မံရန်ဖြစ်ခဲ့ကည7နာရီခန့်တွင်အရက်မူးနေသည့်တရေစစ်သားကအိတ်ဆောင်ရှိအပြင်တွင်စောင့်ဆိုင်နေပြီးကိုနန်းဆောင်သည်အင်သာသို့ထွက်လာစဉ်အနောက်မှ လိုက်လာကကတ်ကြေးဖြင့်လေပင်ကိုအကျိန်များစွာထိုးတက်ခဲ့တယ်လို့သိရပါဗျ။တိုက်ဆုံသူကိုနန်းဆောင်မှာ လေပင်တွင်ပေါက်ပြဲဒဏ်ရာများဖြင့်သွေးထွက်လွန်ကာအင်းသာအနီးမြက်ခင်းပြင်တွင်ပြစ်ထားခံရပြီးထိုအချိန်အထိအသက်ရှင်နေသေးတယ်လို့သိရပါဗျ။တက်ဆေးကန်းတို့ပို့ဆောင်ပြီးဂရင်တထောင်ဆေးရုံတို့လွှဲပြောင်းစဉ်လန်ခုလက်တွင်၎င်းမှာတည်ဆုံသွားခဲ့ကာလူသက်မှုကျူးလွန်သူတရေစစ်သားကိုအချုပ်ချထားတယ်လို့သိရပါဗျ။တည်ဆုံသူနှင့်ကျူးလွန်သူနှစ်ဦးစလုံးမှာတက်တူထောက်ပို့တက်မှဖြစ်ကြပြီးဖြစ်စဉ်အပြီးကာကပန်ထောက်ပန်နှင့်ပို့ဆောင်ရေးညွှန်ကြားရေးမှူးယုံညွှန်ကြားရေးမှူးမှအခင်းဖြစ်ပွားရာတက်တို့ရောက်ရှိလာ ကစစ်သားများကိုဆဲဆိုခဲ့သလိုအိမ်ငိုက်နေသည့်စစ်သားတအုပ်ကိုထိုးနှက်ခဲ့တယ်လို့သိရပါတယ်။အထက်ကိုသတင်းတင်ပြရာတွင်ရှေးပိုင်းပြဿနာများကို ဖုံးကွယ်ကအိမ်သာတို့ရောက်ရှိခြင်းတွင်စကားများရန်ဖြစ်ပြီးမတော်တဆလက်လွန်သွားသောသတင်းလွင့်ထားကြောင်းနေပြည်တော်စစ်ဆေးနှင့်ထောက်ပို့တဲ့အတိုင်းအဝိုင်း၏အရင်းမြစ်များအရသိရပါတယ်ခင်ဗျာ။ဆက်လက်ပြီးအမေစုရဲ့280ပြည့်မွေးနေ့အထိမ်းအမှတ်အနေနဲ့ SDP ဖြင့်ရှစ်ကနန်းအုံပြုပြီး ပြည်သူအင်အားပြသကြရင်ဆုလက်ဆောင် USD 800နဲ့ပိုလန်300ဝေမျှနိုင်ပြီးနှွေဥပန်ကမ်ပိန်းမှာပါဝင်ဆင်နွှဲကြဖို့ဖိတ်ခေါ်တဲ့သတင်းကိုတင်ပြပေးပါမယ်။အမေစုရဲ့280ပြည့်မွေးနေ့အထိမ်းအမှတ်အနေနဲ့ SDB ဖြင့်ရှစ်ကနန်းအသုံးပြုပြီးပြည်သူအင်အားပြသကြရင်ဆုလက်ဆောင် USD 800နဲ့ပိုလန်300ဝေမျှနိုင်ပြီးနှွေဥပန်ကမ်ပိန်းမှာပါဝင်ဆင်နွှဲကြဖို့ဖိတ်ခေါ်လိုက်ပါတယ်။ဒါအပြင်ကမ်ပိန်း၏ Facebook Post အား Public Share ပေးသူကြာပန်းတရာဦးအတွက်လည်းအမေစုမွေးနေ့ မှတ်တရ NOH Gift ကတ်2000ကျပ်တန်လက်ဆောင်ရအောင်မှာဖြစ်ပါတယ်။အမေကိုစားမွေးနေ့လက်ဆောင်အဖြစ်စူတောင်းမြတ်တာပို့သရင်ပြည်သူသားလင်းအဓိကဖြစ်ကြောင်း SDB နဲ့ဘလို့ပါဝင်နိုင်မလဲအသေးစိတ်ကို ဖော်ပြပါ။တပုံချင်းစီနှိပ်ပြီးဖတ်ရှုပါဝင်ကြဖို့နှိုးဆော်ထားပါတယ်ခင်ဗျာ။ ဆက်လက်ပြီးဒေါန်ဆန်းစုကြည်၏မွေးနေ့အတွက်ကမ္ဘာလူမှုကိုဗီဒီယိုဆူတောင်းမှတ်တမ်းဖြင့်စီးလုံးမှုပြသရန်ဖိတ်ခေါ်တဲ့သတင်းကိုတင်ပြပေးပါမယ်။ဒေါန်ဆန်းစုကြည်၏ဇွန်လ16ရက်နေ့မွေးနေ့အတွက်ကမ္ဘာလူမှုအား ဗီဒီယိုဆူတောင်းများဖြင့်ချစ်ချင်းစီလုံးမှုနှင့်ခန္ဓာရည်ကိုပြသသည့်သမိုင်းဝင်အမှုအရာတွင်ပါဝင်ရန်တော်လန်အမှုပညာရှင်ခါရာမဖိတ်ခေါ်ထားပါသည်။ဤလှူရှားမှုသည်ဒေါန်ဆန်းစုကြည်ဤရဲစွမ်းတက်သည့်ငញ្ញရင်ဆိုင်ရာဥဆောင်မှုနှင့်ဆဲစုနှင့်များစွာပြသခဲ့သည့်အာမန်ကိုဂုံပြူရန်ညီရွယ်ပြီး Greenic ကပတ်မှတ်တမ်းအဖြစ်တင်သွင်းရန် ဗီဒီယိုစုတောင်းများစုစည်းမည်ဖြစ်ကာပါဝင်သူများအနေဖြင့်30မှ20စက္ကန့်ကြာ Happy Birthday ဒေါအောင်ဆန်းစုကြည်ဟုဆိုကာအားပေးမှုသို့မဟုတ်စီးလုံးမှု message များထည့်သွင်းနိုင်တယ်လို့အသိပေးထားပါတယ်။သူမ၏စွန့်လွတ်နစ်နာခံမှုနှင့်စိတ်ဓာတ်ကိုကဘာကမမေ့လျော့ကြောင်းပြသပြီးတင်းဤအတန်ကိုတမိုင်းတွင် ပါဝင်စေပါဟု ဖိတ်ခေါ်ချက်တွင်ဖော်ပြထားပါတယ်ခင်ဗျာ။ ယခုနောက်ဆုံးသတင်းအနေဖြင့်ဝါရှင်တန် DC ရှိတရုတ်တန်ယုံရှိဆန္ဒပြပွဲတွင်ဒေါ်လန်နုပညာရှင်ခါရာကစစ်ကောင်စီကို ထောက်ခံမှုရက်ရံတရုတ်အစိုးရကိုတောင်းဆိုတဲ့သတင်းကိုတင်ပြပေးပါမယ်။မြန်မာပြည်သူများအပေါ်အကြမ်းဖက်မှုများကျူးလွန်နေသည့်စစ်ကောင်စီကိုတရုတ်နိုင်ငံကထောက်ခံအားပေးနေမှုကိုရက်တန်းကရက်ရံဒေါ်လန်နုပညာရှင်ခါရာက ဝါရှင်တန် DC ရှိတရုတ်တန်ရုံရှေ့တွင်တောင်းဆိုခဲ့တယ်လို့လူမှုကွန်ရက်မှာဖော်ပြထားပါတယ်။ဇွန်လ၈ရက်နေ့ကမြန်မာနိုင်ငံသားများကဆန္ဒပြပွဲတစ်ခုပြုလုပ်ခဲ့ရာခါရာကတရုတ်ဘာသာစကားဖြင့်ဒီနေ့ကျွန်တော်နှလုံးသားကျွန်တော်တို့ရဲ့နှလုံးသားတွေဟာအစိမ့်စိမ့်အမွာမွာဖျက်ဆီးခံလိုက်ရတယ်လို့ပြောခဲ့ပါတယ်။တရုတ်နိုင်ငံကိုချစ်မြတ်နိုးတော်လဲ စစ်ကောင်စီ၏ဘုံကျဲတိုက်ခိုက်မှုမိရှုဖြက်စီးမှုနှင့်ဖိနှိပ်ချိန်ချောက်မှုများကိုတရုတ်အစိုးရကမတိကျိုးကျွန်ပြုနေသည်ဟုဝေဖန်ခဲ့ပါသည်။အာဏာရှင်တွေနဲ့မရက်တီပါနဲ့ရက်တန်းကရက်ငါတို့ပြည်သူတွေအသက်တွေပေးနေရတာလုံလောက်ပြီ။ငါတို့ပြည်သူတွေကိုမျော်လင့်ချက်တွေငြင်းညံ့မှုတွေနဲ့အနာဂတ်ကိုတိဆောက်ခွင့်ပေးပါ။ China Communist Party ဝင်ရောက်ဆွဲဖက်မှုတွေအခုရက်ငါတို့အနာဂတ်ကိုငါတို့ကိုယ်တိုင်ဖန်တီးမယ်လို့ခါရာကတရုတ်အစိုးရအားတိုက်တွန်းခဲ့ပြီး ်တရုတ်ဆောင်တအူးအနေဖြင့်၎င်းကပြည်သူများ၏ခံစားမှုကိုနားလည်သောအဖြစ်ဤဆန္ဒပြပွဲတွင်ပါဝင်ခဲ့ခြင်းဖြစ်ကြောင်းအသိပေးခဲ့ပါတယ်ခင်ဗျာအခုတင်ပြခဲ့တဲ့သတင်းတွေကို Radio NUG သတင်းတောက်တာကီနဲ့ Khashel တို့ကပေးပို့ထားတာဖြစ်ပါတယ်ခင်ဗျာ